28ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့29ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်နေတယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့စက်တင်ဘာလ9ရက်နေ့မှာတော့ဂျပန်၊နယူးဇီလန်နဲ့ဗီယက်နမ်နိုင်ငံတွေကဝန်ကြီးချုပ်တွေနဲ့တီးခြားစီတွေ့ဆုံခဲ့ကြပါဗျာ။ တောင်ဆန်းစုကြည်ဟာဒီကနေ့မနက်အစောပိုင်းကပြုတ်လုတဲ့အာဆီယံခေါင်းဆောင်များတည်တံ့အစည်းအဝေးအပြီးမှာ VNN ဝင်ကြီးချုပ်ငူရင်စွန်ဖူနဲ့ပထမဆုံးတရားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ငူရင်စွန်ဖူဟာပြီးခဲ့တဲ့ဧပြီလကမှ VNN ဝင်ကြီးချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးအာဆီယံဆင်းမြစ်မှာတောင်ဆန်းစုကြည်လိုပဲမျက်နှာသစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ VNN နိုင်ငံနဲ့တွေ့ဆုံမှုမှာဆက်သွယ်ရေးကဏ္ဍ၊ဗန်လုပ်ငန်းနဲ့ခီးသွားလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်ဖို့ VNN ဝင်ကြီးချုပ်ကအဆိုပြုခဲ့ပါတယ်။ဒါအပြင်မြန်မာ VNN တိုက်ရိုက်လေကြောင်းလိုင်းပြန်သန်းမှုကိုတိုးချဲ့လှုပ်ဆောင် ောင်းမှုလည်းပြောခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ဗီယက်နမ်ဝင်ကြီးချုပ်တို့ရဲ့တိကျတွေ့ဆုံမှုဟာအချိန်15မိနစ်လောက်ပဲကြာမြင့်ခဲ့ပါတယ်။ဗီယက်နမ်ဝင်ကြီးချုပ်နဲ့တွေ့ဆုံပြီးချိန်မှာတော့ဂျပန်ဝင်ကြီးချုပ်ရှင်ဇိုအာဘေနဲ့ဒေါ်ဆန်းစုကြည်တို့တိကျတွေ့ဆုံခဲ့ကြပါတယ်။အစောပိုင်းကစက်တင်ဘာလ10ရက်နေ့မှာတွေ့ဆုံမှုစီစဉ်ထားကြပေမဲ့လည်းအချိန်ပြောင်းလဲပြီးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။စကောချိန်မြောက်အာဆီယံဂျပန်ထိပ်သီးအစည်းအဝေးမဆချိန်မှာဝင်ကြီးချုပ်ရှင်ဇိုအာဘေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတွေ့ဆုံမှုဟာနိုင်ဝက်နီပါကြာမြင့်ခဲ့ပါဗျာ။ အဲ့ဒီတွေ့ဆုံမှုမှာဂျပန်နိုင်ငံကမြန်မာနိုင်ငံကိုအကူအညီပေးနေတဲ့ကိစ္စရပ်တွေကိုဆက်လက်လှုပ်ဆောင်သွားမယ်အကြောင်းဝန်ကြီးချုပ်ရှင်ဆိုအာဘေကပြောခဲ့ပါဗါတယ်။တချိန်တည်းမှာပဲမြောက်ကိုရီးယားအရေးနဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာဂျပန်နိုင်ငံရဲ့ယက်တီချက်တွေကိုမြန်မာနိုင်ငံကထောက်ခံပေးဖို့ရှင်ဆိုအာဘေကပြောခဲ့ပါဗါတယ်။နောက်တစ်ချက်ကဂျပန်နိုင်ငံကိုတိတ်မကြခင်မှာလာရောက်လဲပတ်ဖို့ဒေါအောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါဗျာ။ အော်တိုဘားလာအတွင်းလာရောက်နိုင်မှုဖိတ်ကြားခဲ့ပေမဲ့လည်းဘယ်အချိန်လာမယ်ဆိုတာကိုဒေါအောင်ဆန်းစုကြည်ဘက်ကပြောဆိုခဲ့တာမရှိဘူးလို့သိရပါဗျ။ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေးနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးနဲ့ဒေါအောင်ဆန်းစုကြည်တို့တိကျတွေ့ဆုံခဲ့ပါဗျ။အဲ့တွေ့ဆုံမှုက၁၈ချိန်မြောက်အာဆီယံတောင်ကိုရီးယားထိပ်သီးအစည်းအဝေးမတိုင်ခင်မှာတွေ့ကြတာပါ။ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကမိနစ်20ကျော်ကြာမြင့်ခဲ့ပြီးစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။မြန်မာအစိုးရအဖွဲ့အကြီးအကဲအနေနဲ့လာအိုအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့မှာတော့အာဆီယံခေါင်းဆောင်တွေရဲ့တည်ထောင်အစည်းအဝေး16ချိန်မြောက်အာဆီယံတရုတ်ထိပ်သီးအစည်းအဝေး16ချိန်မြောက်အာဆီယံဂျပန်ထိပ်သီးအစည်းအဝေး ၁၈ချိန်မြောက်အာဆီယံတောင်ကိုရီးယားအစည်းအဝေး၁၉ချိန်မြောက်အာဆီယံ +3 အစည်းအဝေးနဲ့ဒုတိယချိန်မြောက်အာဆီယံဩစတြေးလျအစည်းအဝေး၈ချိန်မြောက်အာဆီယံကုလသမဂ္ဂအစည်းအဝေးတွေကိုတက်ရောက်ခဲ့ပါတယ်။မနက်ဖြန်မှာတော့အာဆီယံအိန္ဒိယအစည်းအဝေးအာဆီယံအမေရိကန်အစည်းအဝေးပြင်အရှေ့အာရှခေါင်းဆောင်များအစည်းအဝေးကိုတက်ရောက်မှာဖြစ်ပါတယ်။အဲဒီနေ့မှာပဲအိန္ဒိယဝန်ကြီးချုပ်မိုရီနဲ့ဒေါက်ဆန်းစုကြည်တို့တရားတွေ့ဆုံမှုရှိပါတယ်။